ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာနဘောချန်နယ်ကနေနှွေးထွေးစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီ channel လေးကနေပရိသတ်များစိတ်ဝင်စားမဲ့ဇာလံကောင်းတွေကိုနေ့စဉ်တိဆက်ပေးနေတာဖြစ်တဲ့အတွက်ဒီကနေ့မှနားဆင်ရမယ့်ဇာလံလေးကတော့စာရေးဆရာမဟိခန်ဥဒ္ဒာဒီပရေးသားထားတဲ့မန္တန်ထူးမောင်တဲ့စကုဓာတုချစ်စေဇာလံလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်ရွာပြင်စရဲ့အနီးမှာတော့လျှက်စည်းလိုတဝံဝေတောက်တဲ့အရောင်တွေနဲ့ ငွေကြိုးပစ်တလို့ပောက်ကွဲတန်ကြီးတွေကညှိတက်သွားခဲ့တယ်။လေပြေကလေးတွေတဟူဟူတက်ခတ်လာပြီးဇေယျပေါ်မှာရှိတဲ့လူတွေကထူးမောင်ကိုလှမ်းကြည့်နေကြတယ်။ထူးမောင်ရဲ့နေရာမှာလဲကိုချင်းစာပေးကြပြီးတော့နာကျင်စွာပောက်ကွဲနေပုံတို့ကအန္တရာယ်များလာတယ်။နေစဉ်ကလေးကမိဘဘိုးဘွားဆရာသမားမိတ်ဆွေအပေါင်းအသင်းတွေနဲ့မကထူးမောင်နဲ့ပတ်သက်သမျှချစ်သူခင်တို့အားလုံးအဆုံးသတ်မလာတဲ့အတွက်ထူးမောင်ခံပြင်းနေတယ်။အခုလဲမိတ်ဆွေလည်းဖြစ်ဆရာလည်းဖြစ် ကျေးဇူးရှင်လို့ဆိုနိုင်သူဥဝင်မရှိတော့တဲ့အတွက်ထူးမောင်မိမိကိုကိုမချစ်မနှက်ဖြစ်နေတယ်။အကြောင်းရင်းကဖြစ်တဲ့မိစ္ဆာပယောကဂိုင်းတွေကိုလည်းမုန်တီးနာကြီးလာတယ်။အဲဒီနောက်မှာတော့ထူးမောင်ကအတွေ့တစ်ခုဝင်လာတယ်။တခြားသူတွေကိုမိမိနဲ့ပတ်သက်မိပြီးဒုက္ခကြီးမှဆိုရင်တဲ့အတွက်ဘယ်သူနဲ့မှမပတ်သက်ပဲမိမိတယောက်တည်းသာနေဖို့ဖြစ်ပါတယ်။ပတ်ဝန်းကျင်တစ်ခုလုံးကရောင်းနေတတ်ပြီဆိုပေမဲ့နေထွက်ချိန်ကိုထူးမောင်မြင်ခွင့်မရတော့အစိတ်အကြောင်းမျက်လုံးတွေကွဲသွားခဲ့ပြီး အသက်ရှင်နေသူရဲ့အမောင်ထုကိုသာမြင်ရတော့မယ်။တရားနဲ့တက်တာခါစားမှပြင်းပြထက်ထပေါက်ကွဲမိတာကြောင့်အာနေဝီမြေပြင်ပေါ်မှာဒူးထောက်ချလိုက်တယ်။ဇေယျဘွားလူသုံးယောက်ဆင်းလာပြီးတော့ဥသက်ငယ်ကထူးမောင်ရဲ့ပခုံးပေါ်လက်တင်ပြီ။ပြီးခဲ့တာတွေလည်းပြီးပြီပဲထူးမောင်ရာထားလိုက်ပါ။ထူးမောင်ဘာမှမပြောတော့ဘူး။အနည်းမှာခောက်ရမ်းဖြူဆိုတဲ့မိန်းကလေးနဲ့အေးမတ်လုံးနဲ့ဥက္ကလာဆိုတဲ့လူအားရှိနေတယ်။ခောက်ရမ်းဖြူကထူးမောင်ကို စိတ်တက်ခေါ်အားပေးဖို့အခြေတက်မြစ်ဖြစ်လို့အဖြစ်မှန်တွေကိုပြောပြဖို့ဆုံးဖြတ်လိုက်တော့တယ်။ဒါပေမဲ့မိမိဟာတစ်ချိန်ကလက်ဝဲကောင်းဝင်ဖြစ်ခဲ့မှုတဲ့အတွက်မိစ္ဆာကောင်းကောင်းမုန်းတဲ့ထူးမောင်ရဲ့စိတ်ထဲမှာအဆင်မပြေဖြစ်မှာကိုလည်းစိုးရိမ်နေတယ်။ဘလို့ပဲဖြစ်ဖြစ်ထူးမောင်ရဲ့အဖြစ်ကိုကြည့်မနေနိုင်တော့တဲ့အတွက်စကားပြောဖို့ပြင်လိုက်တယ်။ထူးမောင်ရှေ့မှာစကားမပြောဘဲနေတဲ့အပြင်မျက်နှာကိုလည်းခြုံတယ်နဲ့အမဲကွယ်ထားလို့ရှိတဲ့အတွက်ထူးမောင်ကအတန်ကိုလည်းမကြားရရုပ်ကိုလည်းမမြင်ခဲ့ရအောင်။အခု ပထမဆုံးအကြိမ်စကားပြောဖို့အတွက်စိုးရိမ်စိတ်တွေပြည့်နှက်နေတယ်။ကိုထူးမောင်။အိုးဝေမရှိတော့ဘူးဆိုပေမဲ့ကျမတို့ရှိနေပါလေ။နောက်ပြီးမျက်လုံးတွေပြက်မြင်တဲ့အထိထိန်ထားတဲ့အတိုင်းပဲခမည်းမသိဘူးကို။သိနေရလားကိုထူးမောင်။ခမည်းမျက်နှာကိုကြုံနောက်ထပ်မမြင်ရတော့ဘူးဆိုပေမဲ့အတန်ကိုတော့မှတ်မိပါတယ်မပန်းဖြူ။ခေါရဲဖြူဆိုတဲ့မင်းကလေးကစွန့်အားသွားခဲ့တယ်။ မျက်နှာအောက်ပိုင်းကိုဖုံးကွယ်ထားတဲ့ပဝါအနက်လေးကိုဆွဲဖက်လိုက်တယ်။အဲနောက်အတိတ်ကအဖြစ်ပြက်တွေကိုသတိရမိညည်ရီစီးချလာခဲ့တယ်။ငယ်စရာထူးမောင်နဲ့ဆုံတွေ့ခဲ့တဲ့ပုံတွေမြင်းကြီးမွန်းမောင်နဲ့အတူတူစင်းနေသွားလာခဲ့တဲ့ပုံတွေထူးမောင်တို့ချုံတဲ့ပဝါလေးကိုချီထိုးနေတဲ့အချိန်ထူးမောင်ရောက်လာပြီးချီရေးဆိုခဲ့ပုံတွေအလူမာထူးမောင်ကလက်စုပ်ကလေးလက်ဆောင်ပြတ်မိခဲ့တဲ့ပုံတွေနဲ့နောက်ဆုံးမှာတော့ထူးမောင်လှုပ်ချက်ခံရပြီး သူလည်းအစိတ်တောက်ခဲ့ရတဲ့ဖြစ်ရပ်တရားတရေရေပေါ်လာခဲ့တယ်။မိမိကိုယ်ကိုသိပြီးထင်ပေမဲ့လဝဲခိုင်ကအမေကြီးလာရောက်ကဲတင်တာကြောင့်အသက်ရှင်ခဲ့ရတာတွေနဲ့ထူးမောင်ကမြင်မြုပ်ခဲ့ရပြီးမှဥဝရကဲတင်ထားတာကို သိရပြီးဝါသာပွားခဲ့ရတာတွေကို တွေးမိရင်မျက်ရည်တွေအဆက်မပြတ်စီးကျလာခဲ့တယ်။သူ့မှာအသက်ရှင်နေတယ်ဆိုပေမဲ့ထူးမောင်ကတော့မော်ကားဝင်ပညာတွေအားလုံးကိုအသိနာနေတဲ့သူဖြစ်လို့ကိုထင်မပြတော့ပဲအဝေးကလန့်လန့်ဆော့ရှော့ပေးခဲ့ရတာတွေနဲ့ ။ဦးရမပတ်ဖြူမတိတာကိုတိတယ်ဆိုပေမဲ့မပြောပြဖို့အကူအညီတောင်းခဲ့တာတွေကိုရှင်းပြချင်နေတယ်။ဒါပေမဲ့လည်းခောက်ရဲဖြူဆိုတဲ့အမိကန်နဲ့ထူးမောင်တစ်ချိန်ကအမျက်တနှုတ်ချစ်ခဲ့မှုတဲ့မပန်းဖြူကဘာစကားမှထွက်မလာခင်ထူးမောင်ကမပန်းဖြူခမရတို့ကြုံနေခောက်ဝေနေကြဗျာကိုထူးမောင်ပန်းဖြူမနေမနဲ့အခုလိုအသက်ရှင်နေတာအောင်မပြောဘဲဖုံးကွယ်ထားတယ်ဆိုတာကလည်းကြုတ်တိတဲ့မပန်းဖြူဆိုတဲ့မိန်းကလေးကအစိတ်တောက်ပြီးတိတ်သွားပြီ အခုခမရလဝဲကိုင်းကခောင်ရမ်းကြည့်ပဲ။အိုးမေအဖက်ခင်ရတာခမရပျောက်ကမကူးဆိုတာသိထားပါ။မပန်းပြူဟာထူးမောင်ရဲ့အသက်ကိုကယ်ဖို့ဥဝင်နဲ့ပရပိုက်ကြီးကိုအဆုံးခံပြီးရက်ခမေဥကြောင်လုံးကိုလှည့်စားခဲ့ခြင်းကိုထူးမောင်သိနေတယ်။ဥတန်ငယ်ကဂယုနာဒေါသနဲ့ပြောတဲ့ထူးမောင်ကိုနားလဲတဲ့ဆိုပေမဲ့မပန်းပြူကတော့ခေါင်းကိုအောက်ငုပ်သွားခဲ့တယ်။အဲနောက်ထူးမောင်ကိုကြောက်ကားလို့တလဲကြီးလှက်ထွက်ပြီးခလန်းလန်းကိုရောက်တဲ့အခါမှာတစ်ချက်ပြန်လဲကြည့်တယ်။ ပြီးတဲ့အခါမှာတော့မပန်းဖြူကမွန်းညုံမျိုးဘက်ကိုထွက်ခွာသွားခဲ့တယ်။ဦးတန်ငယ်လည်းထူးမောင်ကိုစိတ်ပြေလက်ပြောက်ထားခဲ့ပြီးမြစ်ဘက်ကိုလျှောက်လာခဲ့တယ်။ထူးမောင်ရဲ့အတွေ့ထဲမှာတော့ဘသူ့အိုမှဒုက္ခမရောက်စေချင်တာကြောင့်အဝဲကိုပို့လိုက်ရတာဖြစ်ပြီးမန္တပရပိုက်ကြီးကိုလည်းနေရာမှပြန်ထားဖို့စိတ်ကူမိတယ်။ဒါပေမဲ့အမြင်အာရုံတွေလုံးဝပျောက်ကွယ်သွားပြီဖြစ်လို့စိတ်ထဲကြာနေတဲ့အချိန်မှာဥက္ကလာဆိုသူကထူးမောင်ရဲ့ပခုံးကိုပုတ်လိုက်တယ်။ငါရှိပါသေးတယ်ကွာ ခမ ्या ဥကလာမဟုတ်လားမျက်လုံးမမြင်ရတဲ့ကောင်ကမပြောရသေးတဲ့နာမည်ကိုသိနေပါလားဟဲ့အေးငါဥကလာပဲမင်းနဲ့တကြိမ်ဆုံမှုတယ်လေကွာမှတ်မိသေးလားတပ်ပင်အောက်မှာအစိမ့်မိနေတော့မှတ်မိပါတယ်ဗျာနာမည်ကိုသိနေတယ်ဆိုတာကလည်းအိမ်မက်အရာသိတာပါကျုံမှာအလုပ်တွေအတော်လေးများသွားပြီစိုးစမ်းမအောင်ကဘယ်လိုအိမ်မက်လဲဘာအလုပ်တွေလဲထူမောင်ကအစိမ့်မိပြီးဒရစ်လေးမမျောနေတဲ့အချိန် အမတ်တဆိုတဲ့မတင်မျိုးရွာကိုရောက်သွားခဲ့တဲ့ပုံနဲ့မန္တာပရပိုက်ကြီးကိုလည်းအိုးဝေမရှိတော့တဲ့အတွက်ဖြက်စီးလို့မရနိုင်တော့ပဲအိမ်မက်ထရရွာကိုပြပိုးရမှာဖြက်ကြောင်ပြောပြလိုက်တယ်ဒီကဥကလာဆိုသူကအဲ့ဒီရွာကသူနဲ့ပတ်သက်နေကြောင်မိမိရဲ့အတိတ်ကိုမမှတ်မိပဲအတန်ကြာရောက်ကိုလိုက်လို့နေရတဲ့အကြောင်းနဲ့ထူးမောင်တို့ကိုလာရောက်ကဲတင်ခဲ့တာကလည်းအကြောင်းပဲမဟုတ်ကြောင်ပြောပြနေခဲ့တယ်တဖက်မှာလည်းမပန်းဖြူကမိုးညုံမျိုးထိသွားဖို့ထွက်ခွာလာခဲ့တာ လာခိတနေရာမှာအနားယူနေခဲ့တယ်။ထူးမောင်ကနှစ်ထုတ်လိုက်တဲ့ဆိုပေမဲ့ပရပိုက်ကြီးကြောင့်ရှစ်ဆက်ကြုံတွေ့ရမယ့်အန်ဒီယယ်ရီရဲ့ဂျားထဲမှာတယောက်တည်းဖြစ်မှာကိုစိုးရိမ်မိတယ်။အတိတ်ကအကြောင်းတွေကမေ့ပြလို့မရနိုင်အောင်ရှိပြီးထူးမောင်ရဲ့စိတ်ထဲမှာသူ့ကိုနာကြည့်မော်တီးနေမလားလို့တွေးမင်းကလေးပြပြဝမ်းနမ်းနေမိတယ်။ဒီချိန်မွန်းညိုမျိုးဘက်ကလူတစုလာနေတာကိုတွေ့ရတဲ့အတွက်မပန်းဖြူဟာတစ်ပိခက်ကြီးကြီးတစ်ပင်ကိုနောက်ကျောမိပြီးပုံကွယ်နေလိုက်တယ်။လာနေတဲ့လူတစုကယောက်ျားသားတွေဖြစ်ပြီးတော့ ဖန်းဖြူကမြင်မှုတို့လို့လို့ရှိလို့အကဲခတ်နေလိုက်တယ်။တစ်ပင်နောက်ကွယ်ကချောက်ကြည့်နေတွေ့လိုက်ရတဲ့လူတွေကတော့လဝဲခိုင်းသားတွေဖြစ်ပြီးတော့စုစုပါလူဆက်ဦးထက်မနေဘူး။အဲဒီလူတွေကိုအကဲခတ်နေတဲ့အချိန်တစ်ဖက်ကလည်းမျက်နှာစေးအမျိုးသမီးနှစ်ယောက်လာနေတော့ကိုတွေ့ရတဲ့အတွက်တစ်ပင်နောက်ကိုပြန်ခွေနေလိုက်တယ်။မကြခင်အချိန်တွင်လဝဲခိုင်းသားတွေနဲ့အမျိုးသမီးနှစ်ယောက်တို့ကပန်းဖြူရှိရာတစ်ပင်ကြီးနဲ့မနီးမွေးမှာထိတ်တိုက်တွေ့ဆုံကြပြီးစကားပြောတဲ့တွေကိုကြားနေရတယ်။ ဘယ်သူတွေလဲမှတ်တယ်မဲတော်လေးပါးခန်းရအချုံလာလေးတွေပါလားဘယ်ုံများကြော့ကြည့်တော်မူတာလဲဆိုတာသိပြရစေနင်တို့နဲ့ဆန်တို့လားအခုချိန်မှာငါတို့တာဝန်နဲ့အလောက်ရှိနေရယ်ရံဖြစ်ဖို့အချိန်မရှိဘူးလက်ထွက်လာတဲ့မင်းကလေးနှစ်ဦးရဲ့အရှိမလဝဲခိုင်းသားတွေကတားဆီးလိုက်ကြတယ်ဒီကမဲတော်လေးပါးခေါဝင်မင်းကလေးနှစ်ယောက်ကစိတ်မြန်လက်မြန်နဲ့တားဆီးထားတဲ့သူတွေကိုစောင့်တုံးလိုက်တဲ့အတွက်ပြဿနာထပ်ဖြစ်ကြတော့တယ် ပပ်ဖြူဟာစောစောစီးစီးရဖြစ်နေတဲ့ဂိုင်းကြီးနှစ်ခုကအဖွဲသားတွေရဲ့အတန်ကိုဆက်လက်နားဆင်နေခဲ့တယ်။မဲတော်လေးပါဂိုင်းရမင်းကလေးနှစ်ယောက်ကခေါင်းမှာပန်ထားတဲ့ပန်းဝင်လေးတွေကိုဖြုတ်လိုက်ပြီးနောက်လဝါအတွင်းထက်ကတစ်ချက်ရလိုက်တော့အငွေ့အနည်းငယ်ထွက်သွားပြီးလဝါကိုဖဲထုတ်လိုက်တဲ့အခါကြာပရုံးတွေတဝီဝီပြောင်းဝဲသွားခဲ့တယ်။တစ်ဖက်ကအစိတ်ရှိတတဝါတွေနဲ့ပညာဆန်းလာတဲ့လဝဲဂိုင်းသားတွေဟာစက်ကျိုးတွေကိုပက်ကိုတစ်ခုလုံးဖွဲ့စည်းပြီးကောက်ွယ်လိုက်ကြတယ်။ ပြာပရုံးကောင်းနေရပင့်ကိုအိမ်လို့ဖြစ်နေတဲ့ဆက်ကျိုးပတ်ကုန်းကိုကတ်ညစ်ပြီးတော့ပန်းကြောင်လေးတွေပွင့်ပတ်လေးတွေအဖြစ်နဲ့မြေပြင်ပေါ်ကိုပြန်ချလာခဲ့တယ်။အဲ့ဒီအချိန်အတွင်းမှာပဲဆက်ကျိုးပတ်ကုန်းကိုမင်းကလေးနှစ်ယောက်ကစောင့်ဆဲပြီးအပမာဖြတ်တောက်လိုက်ပြန်တယ်။တစ်ဖက်နဲ့တစ်ဖက်အခြေတည်ပညာပြန်နေကြပြီးတော့တစ်ဖက်စီကဆက်ကျိုးတန်းကြီးကတချောင်းစီပြစ်လို့လိုက်ကြပြန်တယ်။အပန်းကျူကြည့်နေတဲ့အချိန်မှာပဲအားပြိုင်နေတဲ့ဆက်ကျိုးတဲနှစ်ချောင်းကိုလူတစ်ယောက်ကဝင်လာပြီးတော့ဆက်ကျိုးနှစ်ခုကိုစောင့်ဆဲပြီး အဝဲကိုပြက်လိုက်ကြတယ်။အဲလိုကကျဲကောင်ကျိုးတိုက်ပွဲကြီးအတွင်းအလောင်းကောင်တွေကိုဖောက်သွင်းပြီးထွက်ပြေးသွားတဲ့ဖောက်ရစာတာတီးဆိုသူဖြစ်နေပြီးတော့မပန်းဖြူကလဝဲကိုင်းသားဖြစ်လို့ကောင်းကောင်းမှတ်မိနေတယ်။ဖောက်ရစာတာတီးရောက်လာတဲ့အခါမှာတခြားလဝဲကိုင်းသားတွေကအယုအသိပေးလိုက်ကြတယ်။မဲတော်လေးပါးကိုင်းသားအမျိုးသမီးနှစ်ယောက်ကခက်တီတီနဲ့ကြည့်နေကြတယ်။အဲ့ဒီချိန်ဖောက်ရစာကစကားပြောလာတဲ့အတွက်မပန်းဖြူလည်းနားစွန့်နေတယ်။မဟာမိတ်ခိုင်းလေချေချေရပ်ဖြစ်နေရမယ့်အချိန်မဟုတ်ဘူးကွာ။ နားနေကြလားကျောက်တို့ဒီမင်းကလေးတွေကိုကြည်စဲမိပါလေငါမကြိုက်ဘူးအချင်းချင်းလေးစားရမယ်အခုဒီမင်းကလေးနှစ်ယောက်ကမဲတော်လေးပါးကရဲ့အရေးပါတဲ့ဒေါ်ကြီးညိုရဲ့ကြဆုံမှုအတွက်လာခဲ့ကြတာပဲမင်းတို့ငါတို့ကလည်းတာလင်အတွက်လက်စားချေပေးဖို့နဲ့ဟိုတစ္ဆာပေါင်းမကိုတုတ်တယ်မို့လာခဲ့ကြတာမဟုတ်လားအားလုံးရဲ့အဓိကရွယ်ချက်ကမန်နာပရပိုက်ကြီးကိုရရှိဖို့အတွက်လေဒီတော့ရပ်ဖြစ်နေဖို့စက်နောက်နေဖို့အချိန်မရှိဘူးကိုလို့ကိုလို့ကြ ဒီစကားကြားတဲ့အခါမပန်းဖျော်အတွေ့တချို့ဝင်လာခဲ့တယ်။မြေအောက်အဖွဲကိုအမေပြုတ်ထားစေရလဝက်ကိုက်ဖို့မပန်းဖျော်ကိုထိခတ်အောင်လုပ်ခွင့်မရှိဘူးဆိုပေမဲ့အခုမြေအောက်အဖွဲကထွက်လိုက်တဲ့အတွက်လဝက်ကိုင်းသားတွေကအရှင်ထားတော့မှာမဟုတ်ဘူး။ဒါအပြင်ထူမောင်ကလည်းပရပါကြီးရှိနေသူရဲ့ဂိုင်းအလုံးရဲ့ပြင်မဲ့တစ်ခုဖြစ်နေပြီးအန္တရာယ်များလာတဲ့အတွက်ကာဝယ်ပေးထားဖို့တွေးမိလိမ့်မယ်။အဲဒီနောက်မှာတော့ပုံကွက်နေတဲ့တက်ပေဘေးကနေထွက်လာပြီးရန်သူတွေကိုမျက်နှာချင်းဆိုင်စိတ်ခေါ်လိုက်တော့တယ်။ ဒီကြိမ်တစ်ဖက်မြကန်းမှာလည်းဥတန်ငယ်တယောက်တူကြီးကိုကရင်ထားနေတယ်။အတိတ်ကတငယ်ချင်းတစ်ယောက်နဲ့အတူမိစ္ဆာဝါဒီခိုင်းကထွက်ပြေးခဲ့ကြတဲ့ပုံတွေကိုသတိရနေတယ်။တငယ်ချင်းတစ်ယောက်ဖြစ်တဲ့ဥဝိနဲ့ဥတော်မတို့တည်ဆုံသွားပြီဖြစ်လို့သူတယောက်တည်းသာကြံ့နေတဲ့အတွက်စိတ်မကောင်းဖြစ်နေရတယ်။ဒါအပြင်မရှိတော့တဲ့နှစ်ယောက်စလုံးကထူးမောင်ကိုဆောက်ရှောက်ပေးခဲ့ဖို့မှာခဲ့တဲ့အတွက်မြစ်တစ်ဖက်ကန်းကိုကူးမဲ့အစီအစဉ်ကိုတုတ်ဆိုင်နေတယ်။ဒီအချိန်မှာပဲ မြစ်ထဲကလှိအများပြားနဲ့လိုက်လာတဲ့ရန်သူတွေကိုလှမ်းမြင်လိုက်ရတော့ထူးမောင်ကိုထားခဲ့မဲ့အစီအစဉ်ကိုဖျက်လိုက်တော့တယ်။အဲနောက်ဥတော်မပြန်မိခဲ့တဲ့ပိတ်တာ24တဲ့တူချို့စက္ကနဲ့ဆွဲမှရင်ရန်သူတွေကိုကန့်ဆက်ကနဲ့ကြောပေးပြီးစောင့်နေလိုက်တယ်။တစ်ဖက်မှာလည်းထူးမောင်နဲ့ဥကာလာဆိုသူတို့မန္တပရပါကြီးကိစ္စအကြောင်းပြောနေကြတယ်။ပရပါကြီးပြန်ဖို့ရမယ့်အစီအစဉ်ကမလွယ်တဲ့အတွက်တိုင်မြင်နေခဲ့တယ်။ဒီကိစ္စအလွယ်လေးမဟုတ်ဘူးထူးမောင် မင်းစိန်မှာပရပါကြီးရှိနေသေးဂါကြီးတုံးကအလွတ်ပေးမှမဟုတ်ဘူးအန်ဒီရဲ့တိတ်များတဲ့အချိန်ဒီမှာမင်းမိတ်ဆွေနှစ်ဦးအောင်နှင်မထုတ်တဲ့ဘူးကကျုပ်လည်းနှိမ့်ထုတ်ချင်မှမလားဥကလာရဲ့မပန်းပြူဆိုရင်ကျုပ်ရဲ့ငယ်ချစ်ဦးဥတန်ငယ်ဆိုတာကလည်းတန်တေတာဆင်းရဲပေးပြီးအဆဆဲရာကိုညီခဲ့တဲ့ကျုပ်ရဲ့မိတ်ဆွေအရင်ကြီးဗျဒါဆိုဘာလို့နှိမ့်ထုတ်ခဲ့ရလဲကွအเจ้าရှိလို့ပေါ့ဗျာဂါဂနနာမသိပြင်မဲ့ ိန်စာတစ်ခုလိုဖြစ်နေတဲ့ကျုံရွက်ဝကျွေးပေါ့ကျုံနဲ့ပတ်သက်တဲ့ရင်းနေကျုံဝေသူမှန်သမျှဇသိမ့်မလှကြအောင်ဖြစ်နိုင်ခမောင်တော့ဝဲဝဲနေစီချင်းနေငါတော့နှင်မထုံတဲ့ဟိကောင်ငါကကို့သဘောဆန္ဒနဲ့မင်းကိုကိုညီနေတာမဟုတ်ဘူးနားထဲမှာမိတ်ချောင်းလာတဲ့အတန်အတိုင်းခန့်လို့လောရတာဒီတော့ကျိန်စာဆိုလဲငါမထိပါဘူးကွာဒီလိုဆိုတော့လည်းဟုတ်သားပဲဒါနဲ့အခုဘာတွေထက်ကြရသေးလဲကြားရတာပေါ့ကွာလာပါ ဈေးပေါ်သွားပြီးအေးအေးဆေးဆေးစကားပြောကြတာပေါ့။ဦးကလာဆိုသူကထူးမောင်ကိုဈေးရပေါ်ရောက်အောင်ခေါ်သွားခဲ့တယ်။ဈေးရအနည်းရောက်တဲ့အခါညီညီမောမောင်ကတခင်ဖြစ်သူထူးမောင်ကိုခေါင်းနဲ့တွေ့ဝင်နေတယ်။ထူးမောင်ဈေးရပေါ်ရောက်တဲ့အခါမှာတော့ဦးကလာတန်တေဓာတ်ကိုယူပြီးထူးမောင်ရဲ့လက်ထဲထည့်လိုက်တယ်။မျက်စိမမြင်ရတဲ့အချိန်မှာဓာတ်ကမင်းကိုအများကြီးကောက်ွယ်ပေးနိုင်တယ်။ကိုနဲ့မကွာဆောင်းတာကွာ။ကောင်းပါပြီဗျာ။ဒါနဲ့ကျုပ်တို့အခုဘယောက်နေတုံးဗျ။ဒီနေရာကရော ိုက်ပွဲဖြစ်တဲ့ကျွန်းနဲ့ဝေးရတစ်ဖက်ကန်းကိုခေါ်လာခဲ့တာပဲ။မွန်းညုံမျိုးနဲ့ခက်လန်လန်ပတ်တော်ဆိုတဲ့ရွာနာမှာအခုရောက်နေတာတင်ញိုင်စရက်။မွန်းညုံဟုတ်လား။အေးလေဘာဖြစ်လို့တော့။ဒီနေရာပြစ်ဆက်ယူပါခိုင်းနေနေမဲမလွတ်ဘူးဗျ။ဥတန်ငယ်နဲ့ပန်းဖြူတို့အစင်မှပြေးကြရလားမသိဘူး။မင်းမဲနှိမ့်ထုတ်ခဲ့ရလေ။အခုလိုက်သွားချင်လား။လိုက်သွားတော့ရောကျောက်မမျက်လုံးမမြင်တော့တာဗျ။ဘာလို့ပြေးနိုင်မှလဲ။ အခုအချိန်ကျောက်သားလူကောင်းဆိုရင်လိုက်သွားမိမှာအမှတ်ပဲလိုက်သွားစရာမလိုပဲဒီကနေလှမ်းမြင်ရတဲ့ဆွမ်းအားမျိုးမလိုချင်ဘူးလားဥကလာရဲ့ဘဲနဲ့ပြောလိုက်ပါလေလိုချင်တာပေါ့ဗျကျောက်ရဲ့မျိုးလုံးတွေပြန်ကောက်အောင်လှုပ်လို့ရမယ့်နီလန်းလေးပါလေခမရနားတယ်မကြားမိဘူးလားဒီကိစ္စပဲပြောမလို့ကမင်းမျိုးလုံးတွေကိုတော့ပြန်ကောက်အောင်ငါမလုပ်တတ်ဘူးဒါပေမဲ့မင်းကိုတာမန်မျိုးလုံးထက်ပိုပြီးမျက်နှာအောင်တော့လှုပ်ပေးဖို့တော့ချစ်စီတခုငှက်နားထဲမှာကြားထားတယ် ညလုံးကမြင်ရတာမျိုးမဟုတ်ပဲဆွမ်းအားဆိုတော့ဘာကျင့်စဉ်လဲဥက္ကလစကုဓာတုကျင့်စဉ်လို့ပြောတာပဲစကုဓာတုကျင့်စဉ်ဘယ်လိုမျိုးလဲဗျမင်းသားလည်းအောင်ငါကြားရတဲ့အတိုင်းပြည့်ပြောရမယ်ဆိုရင်အမြင့်အာယုံအကြောင်းကိုအရင်ပြောရမယ်ကွာဖះဟောထားတဲ့ဓာတုနာနတ္တတုတ်တော်မှာမြင်းဆရာရုပ်ဝတ္ထုပစ္စည်းဖြစ်တဲ့ယူပါယုံအစယုံစကုပရာဒဆိုတဲ့အမြင့်တန်းနဲ့တိုက်ဆိုင်တဲ့အခါစကုဝိညာဏဆိုတဲ့မြေတိစိတ်ကိုဖြစ်ပေါ်စေတယ်လို့ဆိုတယ် စကုဓာတုယူပဓာတုစကုဝိညာဏဓာတုပေါ့အေးမေတ္တာသဘောကောင်းကောင်းနားလည်သားပဲဒါစကုဓာတုဆိုတဲ့စကလုံးမင်းသိအောင်ပြောပြရတာအဓိကအချက်ရှိတယ်ကွဆိုပါဦးဗျရောဝတ္ထုပစ္စည်းတွေပေါ်မှာတက်ရောက်တဲ့အလင်းအောင်မင်းရဲ့မျက်လုံးမှာပုံရိပ်ဖက်ယူပြီးမြင်ရတယ်ဆိုတဲ့သိစိတ်ကို ဖြစ်ပေါ်လာစေတယ်ပြောချင်တာကမျက်လုံးနဲ့ရောဝတ္ထုပစ္စည်းရှိတာမမြင်ရအောင်လေတိတ်ဟုတ်တာပေါ့ မြေစရာနဲ့မျိုးလုံးတစ်ခုရှိရဆိုပေမဲ့အလင်းပရှိတဲ့အခါမြေတိစိတ်ကိုအမှားဖုံးစေတယ်။ညအခါတွေလိုပေါ့။ဟုတ်တာပေါ့ကွာ။အလင်းဆိုတာမရှိအားလုံးကညကပ်မယ်ကွာ။အခုမင်းရဲ့မျိုးလုံးချုပ်ရင်းသွားပြီးတော့အလင်းတက်ကိုမဖမ်းယူနိုင်တော့တာ။ဒီတော့စကုဓာတ်ရူချစ်စေဆိုတာအလင်းကိုဖမ်းတီးပြီးအမြေတက်ပေါ်အောင်ကြည့်ရတာမျိုးပေါ့။မှန်တော့မှန်နေ။ဒါပေမဲ့ဒီအလင်းကချုပ်ရင်းသွားတဲ့တာမန်မျိုးလုံးအတွက်တော့မဟုတ်ဘူး။မင်းရဲ့စိတ်မှာပဲအလင်းကိုဖော်ဆောင်ရမယ်။ မင်းရဲ့စိတ်မှာပဲအလင်းကိုလက်ခံတဲ့စကုဓာတ်လို့ဆိုတဲ့အမြင်တက်ရှိရမယ်။ဒါဆိုရင်အလင်းရောက်နိုင်တဲ့လောက်မင်းမှာမြင်သိစိတ်ချက်ထင်တာမင်းနီးလင်းသိထားတာလားဥက္ကလာသိထားတာပေါ့လောလောဆယ်အခြေခံအစပြီးလေ့ကျင့်ရမယ်။လာလိုက်ခဲ့ဥက္ကလာထူးမောင်ကိုတင်ညာနဲ့ခေါ်ပြီးတော့အုတ်ခုခက်ကြီးကြီးတစ်လုံးမှထိုင်ခိုင်းထားလိုက်တယ်။အဲနောက်အနီးနားမှာရှိတဲ့တစ်ပင်တွေကလက်တော်ဝါစာတစ်ရွက်တွေကိုမြို့မတူအောင်ခူးလာပြီးထူးမောင်ရဲ့လက်ထဲကိုထည့်ပေးလိုက်တယ်။ ကျောက်ကဒီတည့်ရတင်းနဲ့ဘာလုပ်ရမှာလဲခြေတွေ့မှုကြောင့်တည့်ရဆိုတာကိုမင်းသိတယ်ဒါပေမဲ့ဘာရဆိုတာမသိသေးဘူးလေလောလောဆယ်အခြေခံအနေနဲ့အဝေးကြီးကိုအာရုံမခံသေးပဲနဲ့စိတ်မှာမင်းရဲ့ခန္ဓာတည်ရှိနေပုံစံကို ပုံဖော်ပြီးအာရုံခံရမယ်မိမိရဲ့တကောလို့အဝေးအစားအစားတခြားလူတယောက်အနေနဲ့ပြန်ကြည့်ပြီးတော့ခံစားရမယ်စိတ်မှာမင်းရဲ့ခန္ဓာကိုတည်ရှိမှုပုံစံကိုပုံဖော်ပြီးတော့အာရုံဆက်ရမယ်ကိုယ့်ရဲ့စိတ်မှာကိုယ်ခန္ဓာပုံစံပေါ်ပြီးဆိုရင် မင်းကဒီတိရက်တွေကိုကြိုက်ကြည့်ပြီးတော့ဘာအရွက်လဲသိအောင်လုပ်ဒါပထမအဆင့်ပဲနောက်တစ်ဆင့်ကရောမသိဘူးလေဒါပထမအဆင့်လို့ကြားတာပဲဘာမှထပ်မကြားရသေးဘူးအဆင့်မကြောက်အောင်မပြောရသေးတာဖြစ်မှာပေါ့အဲ့ဒါကျင့်ထားပြီးအောင်မြင်ပြီဆိုရင်လှမ်းခေါ်လိုက်ငါဈေးအပေါ်မှာရှိမယ်ခဏအဲ့လောက်ဦးမယ်ကွာထုံမောင်ကဥကလာပြောတဲ့အတိုင်းစတင်လေ့ကျင့်တော့တယ်မိမိခန္ဓာကိုယ်ရှေ့ရရကျင့်နေသလိုမြင်ရဖို့ကခရင်လှပြီး အထူးသဖြင့်ပဝင်းကျင်မှာပုံဖော်ရခတ်လာတယ်။ဒုမောင်ကကြည်စင်အတွေ့မပါတဲ့ပဝင်းကျင်ကိုမေ့ထားပြီးတော့ခန္ဓာကိုယ်တစ်ခုကိုသာစိတ်မှာပုံဖော်လိုက်တယ်။ဒီခါစိတ်အာရုံအတွေ့နဲ့မှာမိမိတူတဲ့ထိုင်နေုံကလည်းလို့ဘာမှ မမြင်ရပဲပဝင်းကျင်တစ်ခုလိုအမောင်တူဖြစ်နေတယ်။ထိုင်နေတဲ့အုပ်ကိုတင်ညမြေပဝင်းကျင်တက်ပင်စည်းရက်တွေရှိနေတာကိုသိနေတဲ့အတွက်စိတ်အာရုံမှာခဏခဏအနှောက်ယှက်ပြတတ်တယ်ဆိုပေမဲ့လည်းအတန်ကြာတဲ့အခါမှာတော့ အမောင်နှုတ်ထဲမှာထိုင်နေတဲ့မိမိကိုယ်ကို ပြက်ပြက်လာခဲ့တယ်။ဘာမှမရှိတဲ့အမောင်ထုပတ်ဝေးချေအတွင်းဒူးနှစ်ဖက်ပေါ်လက်ကိုတင်ပြီးခမမတ်နဲ့တရားအားထုတ်နေတယ်လို့သူ့ရဲ့ခန္ဓာကိုယ်ကိုမြင်နေရပြီးတဖြည်းဖြည်းအာယုံဆူဆိုက်မှုကောင်းလာတယ်။အမောင်နှုတ်ကြီးထဲမှာမိမိတူတဲ့ထိုင်နေတာကိုမြင်နေရခြင်းကအနည်းငယ်ချောက်ချနေတယ်။ခဏကြာမှတော့လက်ကိုလှုံရှားကြည့်တဲ့အခါတခြားသောစိတ်ထင်ရသဏ္ဍာန်တွေပေါ်လာတဲ့အတွက်အာယုံဆူဆိုက်ထားရတယ်။အတန်ကြာလို့စိတ်ညစ်သွားတဲ့အခါကျမှ မိမိဘေးမှာရှိနေတဲ့တရက်တွေကိုစမ်းကြည့်လိုက်တယ်။စိတ်ထဲမှာအမှောင်တို့ထဲမှာဒဇုံတစ်ခုကိုစမ်းကြည့်နေတဲ့မိမိခန္ဓာကိုယ်ကလွယ်လို့တခြားအရာတွေကိုလုံးဝမမြင်ရတော့ဘူး။ခန္ဓာကိုယ်စိတ်ငြိမ်အောင်ပုံဖော်ထားရင်စမ်းကြည့်နေတဲ့တရက်တရေပုံစံတော်ကိုပါအာရုံခံကြည့်နေတယ်။မုန်းလဲချိန်ကိုရောက်လို့နေနေမှာတော့ထူးမှောင်တရက်တွေကိုပါပုံဖော်နိုင်ခဲ့တဲ့အထွတ်ဥက္ကလောက်လှန့်ခေါ်လိုက်တယ်။ဥက္ကလကျောက်ပထမအဆင့်အောင်ပြီ။ဥက္ကလဆိုသူက တော်လုံးလေးနေရာကထူးပေါက်နောက်ကိုတည်ရွသွားလိုက်တယ်။ဟုတ်လို့လားကွာ။ခမရမယုံဘူးလား။ gain ဒါပြပြောကွာ။ထူးပေါက်ကပြုံးပြီးတော့တဲ့ရဲတခုချင်းစီကိုကောက်ကန်လိုက်တယ်။ဟောတာရဲရုံရက်ဗျာ။ဒီတခုကတော့ဘူးရက်။ဒါကတော့ကိုရက်ပဲဗျ။တေးကြတယ်။နောက်တခုကတော့တဲ့ရဲမဟုတ်ဘူးဗျ။ခမရစက်ကူတရွက်ကိုတဲ့ရဲလို့ပုံဖော်ထားတာ။ဥကလာဆိုသူကထူးပေါက်ကိုအာအာသိမ့်နဲ့မျက်လုံးတွေနဲ့ကြည့်ပြီး ဘာမှမပြောနိုင်ဖြစ်နေတယ်။အဲနောက်ထပ်မံဆက်သက်လို့တဲ့အတွက်မင်းထနေတဲ့အုတ်ကူရဲ့အယောင်ကိုပြော့ကွာ။ထူးမောင်ကအချက်ချင်းမဖြစ်နိုင်သေးပဲခဏများညစ်တက်သွားတယ်။အဲနောက်အာယုံပြန်ခံပြီးတော့ဒုက္ခနာကိုနဲ့တည့်ရွက်တွေကိုစိတ်ထဲမှာပေါ့အောင်ကြည့်။ထန်နေတဲ့အုတ်ကူကိုပုံဖော်လိုက်တယ်။ဆေးရောင်မရှိတော့ဘူးဗျ။အင်္ဂလိပ်တွေကြွာကြပြီးတော့အုတ်ကူဘေးမှာရေးထားတာ။ဦးမြအသက်58တဲ့။ဦးကလာပိုလို့အားအားတင်သွားပြန်တော့ ထုမောင်ဘေးမှာရှိနေတဲ့တန်တွေဓာတ်အောင်ယူပြီးမင်းရဲ့ဓာတ်အခုဘယ်ဘက်မှာလားညာဘက်မှာလားဘယ်မှာမှမဟုတ်ခမားလက်ထဲရှိနေတာမင်းရဲ့တမာရီအောက်တော့အတော်လေးကိုအံ့ဩမိတယ်ထုမောင်ဓာတ်အောင်ချိန်တို့တွေ့အောင်မြင်ဖို့ဆိုတာအ ਨੇ ဆုံး၃လတော့ကြာတယ်လို့ပြောတယ်မင်းငါ့ကိုပါမြင်အောင်ကြည့်နိုင်လားမြင်တာပေါ့ဗျာအဝတ်အစားအပေးစုပ်စုပ်အပေါက်ပြဲတွေနဲ့အတော်ကြည့်ရဆိုတာတကောင်းလုံးကလည်းကရုံးပြောင်းထားတယ်ဗျာ မုန်းစိတ်နည်းနည်းရှိပြီးတော့နရွက်ကလည်းနည်းနည်းကားတယ်။ခမည်းမျက်လုံးကတော့ဆူရှက်ရှက်ပဲ။ပထမစိတ်အောင်မြင်ပြီဆိုတာငါယုံမှပြီကွာ။ဒါဆိုလဲနောက်တစ်ဆင့်အတွက်ပြောပြီးတော့ဒုတိယအဆင့်ကိုအိမ်မက်ထဲမှာလာပြောသွားပြီကွာ။မင်းအနေနဲ့အာယုံထဲမှာအလင်းတက်ကိုဖန်တီးရတော့မယ်။ခက်ခဲမယ်လို့တော့ထင်တယ်။မင်းအနေနဲ့လက်ရှိမှာအမောင်တို့ကိုပဲမြင်ရမှာပေါ့။စိတ်ကိုညင်အောင်ထားပြီးတော့အလင်းဆက်အမောင်ကလေးတစ်ခုကနေတဆင့်ချင်းပွားရေးအမောင်တို့ကိုအလင်းပြောင်ကျင့်ပြီးတော့ စူးစမ်းမှုကောင်းမှုတော့အရေးကြီးတယ်။ဒါပဲလား။နောက်ဆုံးအဆင့်တစ်ခုချက်နေလို့တော့ပြောတယ်။ငါလည်းမသိသေးဘူး။မင်းတို့အောင်မြင်မယ်လို့ယုံကြည်တယ်ကွာ။ကဲပြန်အိတ်လိုက်အောင်။ရပြီဆိုရင်ငါ့ကိုလှမ်းခေါ်လိုက်။ထုံးမောင်လည်းအချိန်ပြည့်အေးရင်မွားတဲ့ဥကလာကိုဘာမှမပြောဘဲကျင့်စဉ်ကိုသာအာရုံစိုက်နေတယ်။ဒူရီယာအဆင့်ရခက်ခဲပြီးတော့အမောင်တို့ကြီးကိုသာမြင်နေရတဲ့စိတ်အာရုံထဲမှာအလင်းဆက်လေးဖြစ်လာဖို့ခရင်လာတယ်။ စိတ်ကွင်းရင်တက်တက်နဲ့ဖန်တီးလို့ရနိုင်နေဆိုပေမဲ့အစစ်အမှန်ကိုထူးမောင်နားလည်ထားတယ်။အမောင်တို့ကြီးရောအလင်းမော်ကလေးတစ်စက်ရအောင် အာထုပ်ကြည့်ကြနေတဲ့အချိန်စိတ်အာရုံအတွင်းနဲ့စီကိုအဓိဋ္ဌာယုံနဲ့စုပြုံကိုရောက်လာခဲ့တယ်။အမေဘတော်တည်ဆုံးတဲ့ဖြစ်ရက်တွေအင်ကြီးမိလောင်သွားတဲ့ကိစ္စတွေနဲ့အဖိုးဖြစ်သူကို မကယ်တင်နိုင်တဲ့အဖြစ်အပျက်တွေကနှောက်ယှက်လာတယ်။ဒါပြေသူ့ကိုတရားဝဝင်နှိမ့်ဆက်ကြပြီးတင်းကြမ်းပြင်မှာတည်ပြီးအထင်နဲ့အရှင်လက်လက်နှောက်နှံခံရတာတွေနဲ့ ဥဝင်တင်ဆောင်ရတဲ့ကိစ္စရက်တွေရဝင်ရောက်လာတဲ့အတွက်ကြည်စင်ရအဆင်မပြေတော့ဘူး။ DJ ဥကလာရုတ်တရက်ထလာပြီးထူးမောင်ကိုကြည့်နေတယ်။သူ့နားထဲမှာဘယ်လိုပဲပုံကြားလည်းမသိထူးမောင်ကိုစကားလှမ်းပြောတယ်။ဟေးထူးမောင်အဆင်ပြေလားဟ။မပြေဘူးဥကလာအာယုံထွေပြားနေတယ်။အနောက်ရက်ကမင်းရဲ့စိတ်ပဲ။ကျုပ်လည်းမလျှော့ပါဘူးဗျာ။ခမည်းအိတ်နေပါ။ဥကလာထူးမောင်ကိုအကြောင်းရင်းမဲ့စကားထပြောလာတဲ့အတွက် ချင်းစဉ်ကိုခဏဖြတ်လိုက်ရတယ်ဆိုပေမဲ့တခြားအတွေ့တွေပျောက်သွားတာကိုသတိထားမိလိမ့်တယ်။ဘေးအတွေ့ကိုဖျောက်ဖို့စိတ်အစားထိုးနည်းကိုတိသွားတဲ့ထူးမောင်အာယုံမှာပေါ်လာသည်မကဂယုမဆိုင်တော့ပဲအမောင်တို့ကသာအခြေခံပြီးအလင်းဆက်ကလေးဖန်တီးလိုက်တော့တယ်။အလင်းဆက်ကလေးကိုကြီးလာအောင်ဖန်တီးချပြီးမှမရတဲ့အတွက်တစ်ဆက်စီဖန်တီးကြည့်လိုက်တဲ့အခါညနေနေဝင်လူလူအချိန်မှာတော့အလင်းဆက်လေးသုံးခုဖန်တီးနိုင်ခဲ့တယ်။မောရှုပ်တော့မယ်ထူးမောင်နောက်ကွာ ဥကာလာပြောတဲ့အတန်ကိုတုတ်ပြန်ခြင်းမရှိတဲ့အတွက်ဥကာလာဇေယျဘွားဆင်းလာခဲ့တယ်။ထို့မှောက်လည်းဥကာလာရဲ့အတန်ကိုအမှန်တကယ်မကြတာဖြစ်ပြီးအလင်းဆက်တွေကိုသာထပ်မံဖန်တီးနေတယ်။ဇေယျဘွားဆင်းလာခဲ့တဲ့ဥကာလာထူးမောင်ကိုလှမ်းကြည့်ရင်စံတက်ကြည့်တဲ့အနေနဲ့အုတ်ကိုကြောက်ခဲကြီးတစ်လုံးနဲ့အတန်ကြအောင်ထူးကြည့်တယ်။ထူးမောင်ဟာဘာအတန်မှအာယုန်နဲ့မှ အပေါ်မခတ်မဲအလင်းဆက်လေးတွေပွားများလာအောင်ဖန်တီးဖြာတစ်ချက်စာပမာဏလောက်ရှိတဲ့အခါမှာ အလင်းတွေကလှိုင်းတဲ့တန်းတွန့်လေနေလွင့်ပြည့်နေတယ်။အဲဒီကနေတဆက်ကြည်စင်ကိုပန်းနိုင်အောင်အထုံနိုင်ခဲ့ပြီးစိတ်အာရုံအမောက်တူကြီးကိုဖွဖွေးပြွာလုံနိုင်သွားတယ်။ဒီအလင်းမောင်တွေကတဖြည်းဖြည်းထုံလေးတောက်ပလာပြီးနောက်လင်းအားကြည့်လို့နဲ့အတွက်ထူးမောင်ရဲ့ဥကောင်းထက်မှာအခုံငွေတွေအနည်းငယ်ထွက်ပေါ်လာတယ်။ခန္ဓာကိုယ်မှာမန်းနဲ့အဆန်တက်တီတွေလည်းရှိနေတဲ့အတွက်ပြင်းထန်သောကြည်စင်အာမဆိုးကျိုးတွေကိုခုခံထားနိုင်ခဲ့တယ်။တာမန်လူတို့ဒုတိယအဆင့်ကိုနှစ်ပတ်အောင်ကျင့်ကြတယ်ဆိုပေမဲ့ အထောက်ပံ့ကောင်းနေရှိတဲ့ထူးမောင်ကတော့အောင်မြင်ပြီလို့ဆိုနိုင်တဲ့အနေထားကိုရောက်လာခဲ့တယ်။ဒါပေမဲ့လည်းတခြားစိတ်ဝင်လာတာနဲ့အလင်းတွေမှိန်လာတတ်တာကြောင့်အာယုံကဆွဲထင်နေအောင်ဆက်လက်ကြည့်နေရတယ်။ဥကလာထူးမောင်ကိုညအထိစမ်းသပ်နေတယ်။ထူးမောင်ကိုမကြည့်ပဲဈေးပေါ်မှာပက်လက်လန်နေ။ဗဇက်ကထင်ရလျှောက်ပြောနေတယ်။ထူးမောင်ကတော့ဘာကူမှဂယုမဆိုင်ပဲနဲ့နေဝင်မွေးချုပ်တာကစညတကောင်ထိတက်အောင်ကြင့်ကြံအားထုတ်နေတယ်။ထူးမောင် ငါအဲ့နေတော့မင်းသားကြီးနဲ့ပရပတ်ကြီးအခိုးခံလိုက်ရပြီကွမင်းနဲ့ကြီးလည်းမရှိတော့ဘူးဒါလို့ဆိုရင်တော့ဖြစ်ခမားကိုဒီတင်းကြိုက်မှာမြှုပ်ပြရတော့မှာပေါ့စကားပြန်ပြောတဲ့အတွက်ကြစ်စင်မအောင်မဲ့အနားယူလိုက်ပြီလို့ထင်တာကြောင့်ဥကလာတုံလုံးလဲနေရကနေထပြီးထူးမောင်ကိုလှမ်းကြည့်လိုက်တဲ့အခါတခြားအယောင်ကိုလက်ခံစကားပြောနေတဲ့ထူးမောင်ကကြစ်စင်ပြတ်မသွားပဲပိတ်ထားတဲ့မျက်လုံးမြုပ်ခုံတွေကနေအဖြူရောင်အလေးရောင်တွေထွက်နေတယ်စကုဓာတုကြစ်စင်ဒုရယာစင်အောင်ပြီလား ထူမောင်ကစကားပြန်မပြောဘဲပြုံးလို့သာနေတော့ကိုတွေ့ရတော့ဥကလာအံ့ဩဝမ်းသာခဲ့ရတယ်။ငါနာထဲမှာနောက်ဆုံးတတိယအစီချင့်ကြံလေးကိုကြားရတာမင်းအောင်မြင်ပြီဆိုတော့ကိုမယုံနိုင်သေးဘူးဖြစ်နေတယ်ကွ။လာပါကွာခဏတော့အနားယုံတေးလောက်အိတ်ပြီးတော့မနာဥကလာကျောက်မှာနားဝအချိန်မရှိဘူး။နောက်ဆုံးအစ်ကိုသာဆက်ပြောပါ။ဥကလာလည်းထူမောင်ရဲ့ဇွဲလုံးလာဝရိယကိုမြင်ရပြီးကျင့်နေနေမိတယ်။အဲနောက် ထူးမောင်ရှိတဲ့နေရာစီကိုတလန်းချင်းလျှောက်သွားပြီးစကုဓာတ်ရုကျင့်စဉ်နောက်ဆုံးအဆင့်ဆိုပြီးတော့အာနတ်မန်နဲ့ပြောလို့ထူးမောင်ရဲ့လက်မကိုကန်လုံလိုက်ပါတော့တယ်ပရိသတ်များရှက်မန်နဲ့ထူးမောင်နဲ့စကုဓာတ်ရုကျင့်စဉ်ဇလန်းလေးကတော့ဒီလောက်ပါပဲနော်နားစင်အပိတ်ခဲ့ကြတဲ့ပရိသတ်တွေတူးချင်းစီကိုကျေးဇူးထူးပဲတည်ရှိသလိုစာရင်းစရာမေဟိန်ခံဥဒ္ဒတိပောက်လည်းကျေးဇူးထူးပဲတည်ရှိပါတယ်ရှက်ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲ ကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကိုအစဉ်ထာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်။